ချေဥစွာဖျားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ကဆင်ခြင်ဖို့အတွက်ကြောင်းလဲစီပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ပေါ့နော်တို့တို့ကစဉ်းစားဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဖျားခင်ရဲ့နှုတ်ကပတ်တော်ဆောဆာလံ80နော်80ခုမြောက်သောဆာလံဆောဒီခုကျွန်တော်ဖတ်မဲ့ကျမ်းပိုက်ကသူက၃မှာတစ်ချက်ပါတယ်နောက်တစ်ခါ ခုနှစ်မှာတစ်ချက်ပါတယ်19မှာတစ်ချက်ပါတယ်ဆိုဒီဆာလန်နေရသချင်းနေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဆိုတော့ဘာဖြစ်မလဲဆိုတော့ chorus အပိုက်လို့ပြောလို့ရဆိုတော့ပုံစံနဲ့ပဲသွားသွားတော့เนาะဒီလိုပုံစံမျိုးဖြစ်မယ်ပြီးတော့စပီလင်ကာနဲ့ဆိုလို့ရှိရင်လေသူဒါလေးတွေကိုထက်ခါထက်ခါပြောရခြင်းအကြောင်းရင်းကဒါကအဓိကကြတယ်။ဒါကိုမိမောင်းထိုးတယ်ဆိုတဲ့ပုံစံမျိုး လို့ပေါ့နော်ဒါစပီလင်္ကာနဲ့ဆိုလို့ရှိရင်လည်းဒီလိုကျွန်တော်တွဲဆောက်လို့ရပါတယ်ကြပြပဲဖြစ်အလင်္ကာလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးတွေတွေ့ရတယ်ဒါကကောင်းကင်ဘူချီရှင်ဖျားသခင်ထရော့ဖျားကျွန်ုပ်တို့ကိုပြောင်းလဲစီပြီးမျက်နာတော်လင်းကိုပြတော်မူပါတို့ပြုလေကျွန်ုပ်တို့ဒီကေတင်ချင်းတို့ရောက်ကြပါလိမ့်မည်ဆိုဒီအကြောင်းအရာလေးပေါ့ဆိုဒီစစ်စစ်ကုမြောက်တော်ဆာလင်က ပထမပိုင်းမှာဘုရားသခင်ကဒီယောသက်မျိုးဒီအဂုတုပြည်ကိုဥဆောင်ခဲ့တယ်ဆိုတဲ့အရာလေးကိုပြောပြတာဆိုတော့အဲ့ဒီမှာလည်းဘုရားသခင်မာဇာလို့ဆိုကတင်ချင်းပေါ့နော်ဒါအာကျွန်တော်တို့ဒီခရီးယန်တွေရဲ့ကတင်ချင်းနဲ့ဒီအစ္စရေးတွေရဲ့ဂျူးတွေရဲ့ကတင်ချင်းကနည်းနည်းလေးကွာဟရယ်ဆိုတော့တွေ့ရတယ် ူတို့တွေရဲ့ကေတင်ခြင်းကတော့များသောအားဖြင့်ရုပ်ပိုင်းဆိုင်ရာကေတင်ခြင်းဆိုတော့ဒီဝိညာဉ်ပိုင်းဆိုင်ရာလည်းပါတယ်ဒါပေမဲ့အဓိကကျတော့ဒီရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ physical ပေါ့ physical နဲ့ပတ်သက်ပြီးတော့မှကေတင်ခြင်းကိုပြောတာများတယ်တူတူယောက်ချင်းတဲ့အအုပ်စုလိုက်ပြီးလူမျိုးຫນွေစုလိုက်ပေါ့လူမျိုးစုလိုက်ကြီးကိုကေတင်ပေးတယ်ဒါတွေတွေ့ရတယ်ဥမာဆိုတော့မောရှိအဖြစ်ဘုရားသခင်က အပင်လေနေကိုနချမ်းခွဲတယ်ဆိုတော့မှသူတို့လူမျိုးနယ်စုလိုက်ရင်ဆိုတော့ဒါပင်လေနေကိုဖျက်ပြီးတော့မှအာလွတ်မြောက်သွားတယ် salvation ဆိုတဲ့ကေတင်ချင်းခံရတယ်ဆိုတဲ့ဥစ္စာပြီးတော့ဒီအာကဆူဘီဒီနော်ကဆူဘီဒီကနေလဲကွယ်ကပေးတယ်ဒါဂေါရှင်ရက်မှာရှိနေတော့ကဆိုအီဂျစ်တီကိုဖျက်သခင်ကဆုံးမတာပေါ့အေဂုတုလူမျိုးတွေကိုဆုံးမတဲ့အခါမှာဖာရောဘင်ခေါင်းမာတို့အတွက်ဆုံးမတဲ့အခါမှာ ဂောရှင်ဆိုတဲ့အရာမှာဘုရားသခင်ရဲ့ကိုယ်ကဆောင်းလျှောက်ထားတဲ့ဒီကဆိုးဘေးတွေကမရောက်ဘူးဆိုတော့အဲဒါမျိုးပေါ့နော်အဲ့မှာကေတင်ခြင်းဆိုတဲ့ဥစ္စာအဲ့မှာတွေးရတဲ့ချက်ပြီးတော့ခုနပြောတဲ့ပင်လယ်နေချမ်းခွဲလာတာတွေးရတယ်ပြီးတော့စစ်စစ်ပွဲတွေတိုက်တဲ့အခါမှာစစ်ပွဲတွေတိုက်တဲ့အခါမှာလည်းဘုရားသခင်အောင်မြင်ခြင်းအခွင့်ကိုပေးဆက်သည့်ဖြစ်ပေါ့အဲ့ဒီအရာတွေကိုသူက salvation လို့သုံးတာများတယ်ဆိုတော့ခရိယန်တွေကတော့ဒါကေတင်ခြင်းဆိုလို့ရှင်တော့များသောအားဖြင့်တော့ ဒါယေရှုခရစ်တော်အဖင်ကယ်တင်ခြင်းကျူးတွေမှာလည်းအဲ့ဒါတော့ရှိတယ်။ဆိုတော့မေရှိယအဖင်ကယ်တင်မယ်။ဆိုတော့ဘာအဖင်လဲဆိုလို့ရှိရင်အဲသူတို့ကကြတော့ခုနပြောလို့အုပ်စုလိုက်ဒီပတ်သက်ခါဆိုလို့ရှိရင်လေသူတို့အုပ်စုလိုက်ဝိုင်းစားအခြေကနေထွက်ခံနေမှာဆိုတော့နွားလေးသွေးကိုတက်ပြီးတော့မှဆိုတော့အိမ်ထဲမှာတခါလေးပြီးတယ်ထွက်ခဲ့မယ်ဆိုတော့အုပ်စုလိုက်ကြီးဒါပတ်ပတ်သက်ခါဆိုတဲ့ဥစ္စာအုပ်စုလိုက်စားရအုပ်စုလိုက်ကြည်တင်တာပေါ့နော်ဒါမျိုးကိုသူကပြောခြင်းတ ဆိုခရိယန်တွေကတော့ဒါယေရှုယုံကြည်ခြင်းအပြင်တူးချင်းနဲ့သက်ဆိုင်တဲ့ကေတင်ခြင်းဒါမျိုးနည်းနည်းလေးရှိတယ်ဆိုတော့တွေ့ရတယ်။ဒါပေမဲ့ဒီဆာလံ60မှာဖော်ပြထားတဲ့အရာလေးကတော့ဒါကိုပြောချင်တာ။ဆိုတော့ Israel လူမျိုးတွေရဲ့ပြဿနာဖြစ်တယ်။ဆိုတော့ဒီအေဂရုတိုင်းပြည်မှာဖျားသခင်သူတို့ကောင်းဆုံးပို့ဆောင်ခဲ့ပြီးတယ်။အဲ့ဒီကနေအေဂရုတိုင်းပြည်မှာနေရဒါပေမဲ့ယောသက်ကိုမသိတဲ့ဘုရင်တကားဘုရင်တပါးပေါ်လာတဲ့အခါမှာ ဆိုတော့သူတို့ဖိနှိပ်ညှင်းဆဲမှုရှိလာတဲ့အခါမှာသူတို့ကျုံဘွားကိုရောက်သွားတယ်နှစ်400ကျော်တယ်နော်နှစ်400ကျော်ကျုံခံပြီးတော့မှသူတို့တွေအော်ဟစ်တဲ့အခါမှာအဲအဲ့ဒီမှာဘုရားသခင်ရဲ့ကေတင်ချင်းမဆတ်ချင်းကအဲ့ဒီမှာထပ်ပြီးတော့မှရောက်လာတယ်အဲ့ဒါလေးကိုတွေ့ရတယ်သူဒါဒါလေးတွေကိုသူအပေါ်မှာရှင်းပြထားတာနော်ဒါဆာလင်80တားတွေကိုရှင်းပြတယ်အဲ့ဒီအနေမှာတစင်းဘယ်ဟူပြန်ရောက်လာပြီလဲဆိုလို့ရှိရင် နှုတ်နဲ့ပြိုင်စီတဲ့ခါနံပြည်ထဲမှာသူတို့ဝင်သွားပြီ။ဒီမှာသူကဥပမာလေးနဲ့ပြီးပြီးတော့မှပြောထားတဲ့အရာလေးပေါ့နော်ကျွန်တော်ဒီအာတချင်းနေဆိုလို့ရှိရင်လေဝင်ကားဝုတ်တိခုံမှာပေါ့သွေဝိုင်းပြီးတော့ဖွေးနှွေပြီးတော့မပြောထားတဲ့အရာလေးတွေလိုမျိုးပြောပြတာဒါဆိုစပြစ်နှွေပင်လိုပုံစံမျိုးလေးတွေအနှွယ်ခက်တည်းကအဲ့ဒီဘုရားသခင်ပြီးတဲ့နေရာမှာအကုန်လုံးဟိုကောင်းကောင်းမွန်မွန်လေးရှိလို့ ဟိုစပစ်ငွေပြင်စိုက်ခင်းလိုမျိုးရန်ကောင်းတဲ့ဥစ္စာမျိုးဖျားသခင်ကောင်းကြီးပေးတယ်ပေါ့အဲ့ဒီမှာရှိနေတဲ့အာစရပင်တွေဟိုတော့မှဘာဖြစ်သွားလဲဆိုလို့ရှိရင်အုပ်ဆိုးသွားတယ်ဆိုတဲ့အရာလေးကိုလည်းဖော်ပြထားတယ်ပြောချင်တာအဲ့ဒီအာသူတို့ပြီးတဲ့ခါနန်ပြီးမှာရှိနေတဲ့ဒီကိုးကွယ်မှုပိုင်းရောက်လာတဲ့ခါမှာဆိုတော့ဒါ Israelian တွေလွှမ်းမိုးသွားတဲ့အတွက်ကြောင့်မလို့အရန်ကောင်းဒါသူတို့ရဲ့ဘိုးဘေးတွေဝင်လာတဲ့သူတွေရဲ့ကောင်းမြတ်ခြင်းတွေ ကြောင်းပေါ့နော်ဒါကူးကွယ်မှုဆန်အမှန်နဲ့ကောင်ဖျားတကယ်ကောင်းကြီးပြီးတယ်ဆိုတဲ့ဥစ္စာလေးကိုတွေးရတယ်အဲပြီးတော့မှဒီမှာသူတို့ပြောခြင်းတဲ့အရာလေးတွေအဲ့မှာစပြီးတော့မှတွေးရတာကြတော့ဒါငယ်လေးလောက်မှကောင်းကြီးဘုရှိအရှင်ဖျားသခင်ထရော့ဖျားကိုရောဤလူတို့ပြုသောပထနာစကားကိုအဘေမြကာလပတ်လုံးအမျက်တော်ထွက်တော်မူမည်နီသူတို့မျက်ရည်သူတို့ကိုမျက်ရည်မုံနှင့်ကျွေး၍ မျက်ရည်ကိုလည်းကြွေဝါစွာတိုက်တော်မူ၏အနီးပါး၌နေသောသူတို့သည်အကျွန်ုပ်တို့တွင်ငင်းခုန်ကြပါ၏ယံသူတို့သည်လည်းဝါကြွား၍အကျွန်ုပ်တို့ကိုပြည့်ရည်ပြုကြပါ၏အဲအဲ့မှာခုနပြောတဲ့ခိုးရက်စလီကပြန်ဝင်လာတယ်ဆိုတော့တွေ့ရတော့သူတို့ဆုတောင်းတဲ့စကားတန်ကိုဘုရားနားမထောင်တော့အဲလိုပုံစံမျိုးဘုရားသခင်ဒေါသထွက်နေတဲ့အတွက်ဆုတောင်းတဲ့အတန်ကိုနားမထောင်တဲ့အခါသူတို့တွေငိုကြွေးရတယ် အဲမိမတို့လားခုနတင်စားထားတာဆိုတော့သူတို့ငူကြွေးနေရတဲ့အရာကိုမြင်းနဲ့စားသုံးနေရတယ်ပြီးတော့မှဒီငူကြွေးချင်းကိုချွေဝါဆိုတော့တောက်ရတယ်အဲအရင်ကောင်းတယ်နော်ဒါစာပီလင်္ကာလေးတွေဖတ်ရတာဆိုတော့ပြောချင်တာသူတို့ဘလောက်ငူကြွေးကြွေးဖျားသခင်ကမလုပ်ပြီးပါဘူးဆိုတော့မှအဲ့ဒီမှာလေခုနပြောတဲ့ဥစ္စာဒီထပ်ပြီးမှဖျားသခင်ကျွန်တော်တို့ပြောင်းလဲစေပါကိုရဲ့မျက်နာအလင်းကိုကျွန်တော်တွေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ ပြောင်းလဲမယ်ပြီးတော့မှခုနကေတင်ချင်းကိုရောက်ပါမယ်ဆိုတော့အဲ့မှာဒါကကျွန်တော်ကြည့်ရတာဆိုတော့ကဘာဦးမှာတွေ့ရတယ်သူတို့တွေငိုကြွေးရနောင်တနဲ့ငိုကြွေးတဲ့အခါမှာသူတို့ငိုကြွေးတဲ့အတန်ဘုရားသခင်ကြီးကိုတက်တယ်ဆိုတော့မှပေါ်ပြထားတယ်တော့ထွက်မြောက်အောင်အစမှာထွက်မြောက်ကြံခန်းကြီးတက်ထင်မှာဒီအကြောင်းအရာလေးကိုတွေ့ရတယ်အဲ့ဒီမှာဘုရားသခင်နားထောင်နေတဲ့အတွက်ကြောင့်မို့သူတို့မော်ရှိအပြင်ဘုရားသခင်ကေတင်နေဆိုတော့တွေ့ရတယ်အဲ့တော့ဒီရောက်လာပြီ ဆိုတော့ခါနန်ပြည်ကိုသိမ်းပိုက်ပြီးရောက်လာပြီပေါ့နော်ဆိုတော့မိုးရှိဥဆောင်နဲ့နောက်တော့ခါနန်ပြည်လေးကိုယောရှုအဖင်ဝင်လာတယ်အဲ့ဒါပြီးတော့ထပ်ပြီးတော့မှသူတို့တွေရဲ့မိုက်မင်းမှုကြောင့်သူများကထပ်ပြီးတော့မှသူတို့ကိုဟိုအနိုင်ကျင့်ခံရတဲ့ဥစ္စာဆိုစပြည့်ဥယင်တစ်ခုနဲ့ပြောပြအဲ့စပြည့်ဥယင်တွေကိုကျန်တဲ့သူတွေဝင်လာပြီးတော့မှဆိုတော့တော်ဝက်တရားအစကိုက်ဖေးပြီးတော့မှသူများတွေကသူတို့ရဲ့အသီးတွေခူးစားသွားတယ်ဆိုတော့အရာမျိုးလေးသူပြောပြတယ် ဆိုတော့အဲ့ခါမှာလေလိုအပ်တဲ့အရာကတော့ခုနကပြောတဲ့ခူးတဲ့စလေးပဲပေါ့နော်ဒါလေးကိုသူကဆင်ခြင်မှုဖြစ်ပါတယ်ကောင်းကင်ဘူချီရှင်ဘုရားသခင်ထာဝရဘုရားကျွန်ုပ်တို့ကိုပြောင်းလဲစေ၍မျက်နာတော်လင်းကိုပြတော်မူပါဆိုတော့ဒါကိုကျွန်တော်ခရိယန်အနေနဲ့ယုံကြည်သူတွေရဲ့အနေနဲ့ပြန်ပြီးတော့စဉ်းစားဆင်ခြင်မှုဖြစ်ပါတယ်ဒီပြောင်းလဲစီပါလို့ပြောတဲ့အရာက အစပိုင်းမဟုတ်ယေရှုကိုကယ်တင်ပါရှိပြီးယုံကြည်လက်ခံပြီးအသက်တာပြောင်းလဲလာတဲ့အချိန်မျိုးပြောချင်တာမဟုတ်ဘယ်အချိန်မျိုးပြောချင်တာလဲဆိုတော့ယေရှုကိုယုံကြည်လက်ခံလာပြီးအသက်တာပြောင်းလဲပြီးတော့မှပြန်ပြီးတော့ဖခင်သခင်အလိုမရှိတဲ့လမ်းဒူးစရိုက်လမ်းဘတ်စလိုက်ပြန်သွားတဲ့ပုံစံမျိုးကိုပြောချင်တာဒါနောက်ကြောင်းပြန်လှည့်ပြီးတော့မှဖြစ်သွားတာ အဲ့ဒီလိုဒူးစိုက်ထဲမှာပြန်ပြီးရောက်သွားတယ်ဖယားသခင်အလိုမရှိတဲ့လမ်းလေးကိုပြန်ရှောက်မိတဲ့အခါမှာသူကဒါအတိတ်ကြလူတွေဆိုတော့ပြောပြတယ်ဘာလဲဆိုတော့ကျွန်ုပ်တို့ကိုပြောင်းလဲစီ၍မျက်နာတော်လင်းကိုပြတော်မူပါအင်္ဂလိပ်လိုကြတော့ turn to the gain ဆိုတော့မပြောတော့ပြန်လှည့်လာ ဘသူစီကိုလဲဆိုတော့ဖះစီကိုပြန်လှဲ့လာတာဆိုတော့တဘောသူလန်းလွဲနေတာဖြစ်တဲ့အတွက်ဖះစီကိုပြန်လှဲ့လာဖို့ဒီလိုဒါဖះရဲ့အလိုတော်လန်းဒါအဲ့ဖះအလိုတော်လန်းနေရနေသူပြန်ပြီးနောက်ထွက်သွားတာအဲ့ချိန်မှာဖះရဲ့မျက်နာတော့အလင်းကိုသူတွေးလိုက်တော့မှသူပြန်လှဲ့ဖို့သူပြန်တိသွားလိမ့်မယ်အဲ့သူအဲ့ဒါမျိုးပြောချင်တာဒါကကိုရောလှုပ်ပြီးမှရမှာကိုရောမလှုပ်ပြီးလို့ရှိရင် မရဘူးဆိုတော့တဘောကသူကဝန်ခံလိုက်တာကျွန်တော်တို့အသက်တာထဲမှာယုံကြည်ပြီးတော့မှအသက်တာထဲမှာပြောင်းလဲเสียရှိတဲ့အရာတွေအများကြီးရှိတယ်ဗျာတီးခံရမယ်မှန်းသိတယ်မတီးခံနိုင်ဘူးစိတ်ရှိရမယ်မှန်းသိတယ်စိတ်မရှိနိုင်ဘူးကုညီရမယ်ဂျေစုပြုရမယ်မှန်းသိတယ်ဒါပေမဲ့မကုညီဘူးဂျေစုမပြုဘူးပြီးတော့မှကျွန်တော်တို့ မျက်နာကြီးရဟင်းဘက်ပါတဲ့ဥစ္စာတွေတိတ်လုံတယ်။ဒါမျိုးတွေကျွန်တော်တို့အသက်တာတုန်းကဘောကကျွန်တော်တို့ဒီဟိုလုံးလေခွေးချဆက်ဆံခြင်းနဲ့သဘောတရားကျွန်တော်တို့ကပါတယ်။ဒါမျိုးတွေကျွန်တော်တို့တတ်တာကအများကြီးရှိတယ်။ဆိုအဲ့ဒီအရာတွေကကျွန်တော်တို့တတ်တာလည်းမပါဖြစ်လာလေဆိုလို့ရှိရင်အခုနပြောတဲ့ဟိုပြောင်းလဲရမယ်ပိုင်းဒီချက်ပို့ဆိုးတာတော့ခုနပြောတဲ့ ဒူးစိုက်မှာကျင်လေတဲ့အရာတွေပေါ့နော်အပြစ်ထဲမှာပြန်ကြသွားတဲ့အရာတွေဒါခရစ်တော်ကိုမယုံကြည်လို့မဟုတ်သူတို့ရဲ့အသက်တာတွေမှာသွားမိကြည့်တခင်ယေရှုကိုမင်းစွန့်ပစ်လိုက်ပြီလားဆိုလုံးဝမစွန့်ပစ်ဘူးဒါပေမဲ့သူတို့အဲ့ဒူးစိုက်ထဲမှာနေတယ်ဆိုအဲ့လိုလူမျိုးတွေအတွက်ကဘာဖြစ်ဖို့လို့လဲဆိုဖယားသခင်ရဲ့ပြောင်းလဲပေးဖို့အတွက်လိုအပ်တယ်ဖယားသခင်ကပြောင်းလဲပေးပါလို့ဆုတောင်းပေးရမယ့်သဘောဖြစ်နေတယ် ကျွန်တော်တို့ကိုယ်တိုင်အတွက်ကိုလည်းကျွန်တော်ကကိုယ့်အကိုဆုတောင်းဖို့လိုအပ်တယ်လို့ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေအတွက်ကိုလည်းဆုတောင်းပေးရမယ်အဲ့ဒါလိုအပ်တယ်အဲ့ဒါဘုရားသခင်လှုပ်ပေးမှရမယ်ဆိုတဲ့ပုံစံမျိုးဒီနှုတ်ကပတ်တော်ပြောပြထားတယ်ပြောင်းလဲစီ၍အကျွန်ုပ်တို့ကိုပြောင်းလဲစီ၍ဆိုတဲ့အရာအဲ့ဒါကိုပြောချင်တာဆိုဘုရားသခင်ကလှုပ်ပေးမှ ရမယ်ဘုရားသခင်ကဖွင့်ပြမှာရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတာအဲ့တော့တဘောကကျွန်တော်ဒီဓမ္မတိထဲမှာဆိုလို့ရှင်လေဘုရားသခင်ယေရှုကသူ့ကိုယ်သူဘယ်သူလဲလို့ပြောတဲ့အခါမှာတပည့်တော်တွေနဲ့ကျန်တဲ့သူတွေအမျိုးမျိုးပြောကြပြီးမြေပေတရုကပြောတာကိုရောဟာတက်ရှင်တော်မူသောဖခင်ရဲ့သားတော်ခရစ်တော်ဖြစ်ပါလေလို့ပြောတာအဲ့တော့သခင်ယေရှုခရစ်တော်ကသူ့ကိုပြောတယ်ရှိမုန်းနဲ့ဒါ မင်းအသွေးသားပြောတာမဟုတ်ခမည်းတော်ခေါ်ပြမှာရမယ်အဲအဲ့ဒီလိုငါပြောင်းလဲရမယ်ကျွန်တော်တို့ပြောင်းလဲရမယ်ဆိုတာဖျက်ခင်ကိုတော်ကပဲပြောင်းလဲစီပါတော်ဘာ तू မတက်နိုင်တော့တဲ့ပုံစံမျိုးလေဖြစ်နေတယ်တခုပဲကျွန်တော်တို့ဘက်မှာတော့ဆန္ဒလေးလို့ရှိရမယ်ဒီဘက်ထဲမှာဟိုတူတူဆန်းဆန်းပေါ့ ကျွန်တော်ကိုညီလေးတယောက်ကဖုန်းဆက်တယ်ဆိုတော့မွေးစည်းပွားထဲမှာရှင်ကြမိနေပြီဘယ်လိုယုံကြည်သူဖြစ်တယ်ကျွန်တော်မွေးစည်းပွားထဲမှာပြန်ကြနေပြီဆိုတော့ကျွန်တော်ကိုဆူတောင်းပေးပါဦးပြီးတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဟာအရင်ကောင်းတာပဲအဲအဲ့ဒီတိလေးရှိဖို့လိုတယ်အဲ့ဒီလိုပြောင်းလဲခြင်းနဲ့ဆန္ဒလေးရှိဖို့လိုတယ်အဲ့လိုပြောင်းလဲဖို့အတွက်လိုအပ်တယ်ဆိုတာလေးကိုသူ့ဟာသူသိလား ဒါအရင်ကောင်းတဲ့လက္ခဏာပဲဟောပြောပြတယ်အဲ့လိုမျိုးဆိုလို့ရှင်ဟာဒီလိုလိုလုပ်ရမယ်ဆိုတော့ဒါဆိုလို့ရှင်သူတို့ဘက်က offer လောက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့မှလမ်းကြောင်းတွေပြန်ပြီးတော့မှသူတို့ချပြီးလို့ရတယ်ဒါမျိုးဆိုလို့ရှင်မဟုတ်လို့ရှိရင်ကျွန်တော်တို့ဘက်ကအဆင်မပြေဘူးဖြစ်သွားလိမ့်မယ်ဆိုတော့ဒါကြောင့်ပြောင်းလဲခြင်းနဲ့စိတ်ဆန္ဒရှိတယ်ဆိုတဲ့အရာဒီဖះကလုတ်ပြီးဖို့လို့တဲ့ ြောင်းလဲခြင်းကိုဖျက်သိမ်းခြင်းလုပ်ပေးမယ်ဒါပေမဲ့အဲ့ဒီသူရဲ့အထင်းမှာတော့ပြောင်းလဲခြင်းနဲ့စိတ်ဆန္ဒရှိရမယ်ဒါပေမဲ့အဲ့ဒါကိုလည်းဖျက်သိမ်းခြင်းဘာလို့ပေးလဲဆိုထည့်ပေးတဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီကေတင်ခြင်းစီဘယ်တွေကေတင်တာလဲဆိုလို့ရှိရင်အပြစ်ငရေတွေကကေတင်တာမဟုတ်တော့အတ္တတာထဲမှာဒူးစရိုက်သေးကနေဖြောင့်မတ်ခြင်းဘက်ကိုပြန်ပြီးတော့မှသွားတက်အောင်ကေတင်ခြင်းဖြစ်တယ် တမာတရားနဲ့အညီအသက်ရှင်ပြီးတွားတက်အောင်ကေတင်တဲ့အရာဖြစ်တယ်ဆိုတော့နားလေရတယ်။ဆိုတော့ဒါလေးကိုကျွန်တော်တို့မြင်ရတယ်။ဆိုတော့ကျွန်ုပ်တို့ကိုပြောင်းလဲစီ၍မျက်နာတော်အလင်းကိုပြတော်မူပါ။တို့ပြုလင်ကျွန်ုပ်တို့သည်ကေတင်ခြင်းသို့ရောက်ကြပါလိမ့်မည်။ဆိုတော့ကျွန်တော်တက်တာကမှပြန်ပြီးစဉ်းစားရအောင်။ပြန်ပြီးတော့ဆင်ခြင်ကြည့်အောင်။ကျွန်တော်ဘေကန်နာတွေမှာ ဖခင်ရဲ့အလိုတော်နဲ့မညီပဲအသက်ရှင်နေလေကျွန်တော်တို့ရဲ့အကြည့်တွေကျွန်တော်တို့ရဲ့အပြောတွေကျွန်တော်တို့ရဲ့စိတ်နေသဘောထားတွေအဲကျွန်တော်သူများကိုပြောတာမဟုတ်ကျွန်တော်ကိုယ်တိုင်ပြန်ဆန်းစစ်တာကျွန်တော်ကိုယ်တိုင်လက်ဓာတ်တွေကြုံရတဲ့အဲ့ခါမှာဖခင်သားသမီးတယောက်နေနေဝိညာဉ်တော့ချက်ချင်းချက်ချင်းပြန်တင်ပြီဆိုတော့သူတို့ပေါင်းတင်ဆက်ဆံနေတဲ့အရာတွေကိုတွေးလိုက်တယ်အဲဒါကြီးကပုံကြပါဘူးအေးဒါပေမဲ့ အဲ့ဒီလိုသွားနေတဲ့ပုံစံဖြစ်နေတယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဘက်ကသူတို့လက်ခံနားလည်ပြီးတော့မှဘောင်းသစ်ဆက်ဆံပြဖို့ပြောခင်ကျွန်တော်အထက်မှာကိုရောအမြင်နဲ့မြင်တတ်ဖို့အထက်ရဲ့သဘောတော့ကိုရောပြင်ဆင်ပေးပါဆန္ဒရှိရအောင်မယ်ဆိုတော့ဘာလို့လဲဆိုတော့တခါကြရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပေတံနဲ့တိုင်းထားတာသူတို့တွေကိုကျွန်တော်ရဲ့ပေတံကျွန်တော်ရဲ့စီးတွေရှိတယ်အဲ့ဒါကျန်းစာရဲ့အရာကိုပြောနေတယ်ဆိုပေမဲ့ ဟိုကျွန်တော်တို့ကဖယားမှာကြတော့အပြည့်အဝရှိတာဖယားက open minded လို့ခေါ်တဲ့သူ့သူ့နှလုံးသားရဲ့အကြီးကြီးတကယ်တော့ဘုရားသခင်ကကျွန်တော်တို့ကိုလေသူ့လိုဖြစ်စေခြင်းလားလက်ခံစေခြင်းလဲအဲ့တော့ကျွန်တော်တို့ကသူပြောရလေသင်တို့ဒီအပြည့်ရှိစီမီခရစ်တော်ဒီသင်တို့ပြည့်အတွက်တည်ခံတော်မူသည်ဖြစ်၍ငါတို့ကဘလောက်ချစ်တယ်ဆိုတော့ကြွယ်ဝဆိုတာပြတယ်ဆိုခရစ်တော်ကိုရတဲ့သူကကျွန်တော်တို့ကိုအဲ့လိုမျိုးပြန်ဖြစ်စေခြင်းလားဒါပေမဲ့ကျွန်တော်တို့ကဘာပြန်လုပ်လဲလဲဆိုတော့ကျွန်တော်တို့စီမှာ ခြံစည်းဥတွေထားပြီးတော့စီမင်းစည်းကမ်းနေနေလူမျိုးပြန်လက်ခံကြလာအဲ့လိုမရဘူးလေဆိုပြသခင်ကပြောကြတာဆိုကျွန်တော်ပြောင်းလဲဖို့လိုတယ်ဆိုတာကိုပြောတာငါတို့ကဘာထက်ပြောင်းလဲရပါအောင်လဲလို့တွေးတွေးကောင်းတွေးနေမှာဆိုလို့ကျွန်တော်ဟိုကုကုကုအနေနဲ့ကျွန်တော်တက်တည်ခံကြတာဒီဥစ္စာကိုကြည့်လိုက်တဲ့အခါမှာဒီလူကဒါဒါဒါဆိုကိုကအကုန်လုံးဟိုတိရမလားဆရာကလည်းလှုပ်ချင်နေသေးတယ်ဆိုတော့လေတမလို့ကိုကပိုင်းလိုက်တာ အမဟုတ်ဘူးဗျာသူတို့ရှိနေတဲ့အနေထားမှာကျွန်တော်လက်ခံပြီးတော့မှသူတို့ဘယ်ရလက်ခံနေဆိုတော့ကိုကလည်းသူတို့လက်ခံပြီးတော့မှအဲ့ဒီလက်ခံဖို့အတွက်ဆိုတာကျွန်တော်တို့ပြောင်းလဲဖို့လိုပြီကျွန်တော်တဘောသားတွေပြောင်းလဲဖို့လိုပြီကျွန်တော်မျက်လုံးတွေပြောင်းလဲဖို့လိုပြီအမြင်တွေပေါ့ပြီးတော့မှကျွန်တော်ပြောဆိုတဲ့အရာတွေကကျွန်တော်ပြောင်းရမယ်ဒါကြလို့ရှိရင်ဒုက္ခဥပောက်ပြောတာရှိတယ်ဒါကြလို့ရှိရင်ဒီစကားကိုပဲလာလာပါပါလေးတိကျနားဝင်အောင်ပြောတတ်တာနဲ့ တခါတည်းဟိုဟိုမြားနဲ့ပြစ်တယ်လို့နာဘောင်းပြောလိုက်တဲ့အဥ္စာမျိုးလည်းရှိတာပဲဆိုတော့ဒါမျိုးကကျွန်တော်မှပြန်ပြီးတော့မှကျွန်တော်ပါပြန်ပြီးပြောင်းလဲဖို့လိုတဲ့အရာတွေဟာဝိညာဉ်တော်ဖော်ပြတဲ့အခါအများကြီးပြန်ရှိလာတာ။အော်သဘောပေါက်လာတယ်။ငါတက်တာတည်းမှာဘုရားသခင်ပြောင်းလဲပေးရမယ့်အရာတွေအများကြီးရှိသေးတယ်။ငါဘက်က offer လုပ်ရမှာပဲ။ဘုရားသခင်ကျွန်တော်ပြောင်းလဲစေပါ။အဲ့ဒီအမှုရာတွေဒီကနေ တဘောကဖះမနစ်တက်တဲ့အသက်တာတွေကနေကျွန်တော်ကေတင်တော်မူပါဆိုတာ daily salvation ဖြစ်မယ်ဆိုတာဒါလေး ਨੇ သုံးသက်ခြင်း ਨੇ ဖိလိပ္ပိဩဝါဒစာထဲမှာဒါလေးကိုတွေ့ရတယ်ခန်းကြီးနှစ်ငယ်73မှာအကြောင်းမူကားသင်တို့ဒီအလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်း သင်တို့ထဲ၌စေတနာတော်အပြင်ပြုပြင်တော်မူသောသူကဘုရားသခင်ပြည်သည်တော့ကျွန်တော်တို့အလိုရှိလာဖို့အဲ့ဒီဘုရားရဲ့အလိုတိုင်းလက်တွေ့အသက်တာထဲမှာလှုပ်ဆောင်နိုင်ဖို့အသက်ရှင်နိုင်ဖို့အတွက်စေတနာတော်အပြင်ပြုပြင်တဲ့သူဆိုတာဘုရားသခင်ပါပဲခုနပြောတဲ့ပြောင်းလဲပြီးနေတဲ့သူဒီ ဖျားပဲဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကမရှိရမလဲဆိုတော့ဆန္ဒရှိလအောင်သူ့ရဲ့သွေးဆောင်ခြင်းနောက်ကိုလိုက်ရမယ်။သူကကျွန်တော်တို့သွေးဆောင်တဲ့အခါမှာကျွန်တော်တို့က against လို့လို့မရဘူး။ဆန့်ကျင်လို့မရဘူး။အဲ့နောက်ကိုလိုက်သွားရမယ်။ဒါကြောင့်ဒီဆာလံကိုရေးတဲ့သူကအရန်ကောင်းတယ်။ရန်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ခွန်အားရမ်းရစေတယ်။သတိချာလေးချိန်ထိုးပြီးမှဒါသူတို့ခစ်တုံးကကြတော့ဒီလိုအခြေအနေတွေဒီလိုအခြေအနေတွေမှလည်းဘုရားသခင်ကယ်တင်ခဲ့ပါတ အခုကျွန်တော်တို့ဆုတောင်းတဲ့အခါမှာကိုရောနားမထောင်တော့ဘူးကျွန်တော်တို့ဒီလောက်တော့ငိုရတယ်ကျွန်တော်တို့သူများလာပြီးတော့မှနှိတ်ဆက်ဖိနှိပ်နှင်းဆဲရတာကျွန်တော်ခံရပါတယ်အဲ့ဒီတွေ့ဖက်ခင်ကျွန်တော်တို့မှားနေတယ်ဆိုတာလည်းသိပါတယ်ကျွန်တော်တို့ပြောင်းလဲပေးပါဒီနေ့ကျွန်တော်တို့အသက်တာထဲမှာလဲဘုရားသခင်အလိုမရှိတဲ့အပြောဆိုတွေအကြည့်နှလုံးသားတွေပြောင်းလဲဖို့အများကြီးကြံသေးတယ်လို့ ကျွန်တော်နားလေရတယ်။ဒါကိုကျွန်တော်တို့ပြောင်းလဲစီပါလို့ဘုရားသခင်စီပါတောင်းလျှောက်ပြီးလက်တွေ့အသက်ရှင်အောင်အားလုံးပေါ်မှာဘုရားသခင်တာရေးကောင်းကြီးပေးပါစေ။